ဘုံပြေးမျိုးနယ်နဲ့တရချောင်းမျိုးနယ်မှာစစ်နာရှင်တပ်ကအမျိုးသမီးနှုတ်ဦးကိုအကြိမ်ကြိမ်မတိုင်းကျခဲ့ပါတယ်။ဘုံပြေးမျိုးနယ်ထောက်ဆောင်မှတ်ကျေးရွာအုပ်စုစခန်းသားရွာမှာနေထိုင်တဲ့အမျိုးသမီးတဦးကိုစစ်နာရှင်တပ်သားတွေကဖမ်းသွားပြီးနောက်အကြိမ်ကြိမ်မတိုင်းကျခဲ့တာပါ။စစ်တပ်ကလည်းရင်းနေကအဲ့ဒီကျေးရွာမှာနေထိုင်တဲ့အိထောက်တဲ့အမျိုးသမီးနှုတ်ဦးကိုဗိုလ်သားရွာမှာထိုင်ချထားတဲ့စစ်နာရှင်တပ်ကလမ်းပြပေးဖို့ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ အဲ့ဒီအမျိုးသမီးနှစ်ဦးအနဲ့အသက်30ကျော်အရွယ်အမျိုးသမီးကိုရိတ်နေပြီးတက်လွန်လိုက်ကအသက်20ဝန်းကျင်အရွယ်အမျိုးသမီးကိုတော့အကျဉ်းကြီးမရေချစ်ခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။တညလုံးမရင်းကျက်ပြီးနောက်တည့်ရက်မနေ့မှပြန်လွန်လိုက်တာလို့ဆိုပါတယ်။အဲ့ဒီအမျိုးသမီးနှစ်ဦးရဲ့အမျိုးသားတွေနေအိမ်မှာမရှိတဲ့အချိန်ဆင်နာရှင်တပ်သားတွေကလောက်ခေါဆောင်သွားတယ်လို့ဆိုပါတယ်။ထောက်ဆောင်ဖက်ကြေးရွာအုပ်စုမှာဘိုရာကြေးရွာလည်းပါဝင်ပြီးအဲ့ဒီရွာမှာအထိုက်စခန်းချထားတဲ့ဆင်နာရှင်တပ်ကဘုတ်ပြင်းအခြေဆိုင်အခမရ358တက်ရင်ဖြစ်တယ်လို့ဒေသခံအချို့ကပြောဆိုပါတယ်။ တရချောင်းမြို့နယ်အောက်တူရွာမှာလဲခြေထောက်တစ်ပိတ်ဖျက်ထားရတဲ့အသက်95နှစ်အရွယ်မတန်ဆွာအပွားတူကိုစစ်နာရှိတပ်သားတူကအဓမ္မပြုကျစ်ခဲ့ပါတယ်။စစ်တပ်ဘာလ28ရက်နေ့ညနေ4နာရီလောက်မှာအပွားအုပ်တူရဲ့နေမှာရှိနေချေအရင်မူးနေတဲ့စစ်နာရှိတပ်သားတူကအရောက်လာပြီးအဓမ္မပြုကျစ်ခဲ့လို့ကံကရှိအပွားရဲ့ပြောပြချက်ကိုကိုးကားပြီးဒေသခံအမျိုးသမီးတူကပြောပါတယ်။ရေလည်းနားလားဆွမ်းနေပြီလားအလူကအမေပြောမယ်ဆိုမယ်ဆိုင်နေဒူကို 上那边咯，大姐、嗯，我他妈个，哦喂、嗯，估计想不着过来，走路跑他妈嘞，买了几天没出来呀，我说嘞，是王奶奶来接就完了，哎那，都弄到看那是丢完了，我妈妈弄我弄到我妈妈，我我没人要，快别问她了，我我问她了，上班走什么？等你去接回来。 ခါနာဆုပ်ပြော်ပြီးတော့သူစီဖို့ရပါနော်သူဟာမြေမှာအမျိုးပိုင်ရမှာအမျိုးခေခန်းတီးလို့သူဝန်နဲ့ကြောင်ဖာလာမော်လို့သူတော့သူကမဖြစ်နေဘူးနော်ညကတည်းကလည်းမှန်လဲဆော့မွာလည်းသူမှန်လဲမဆော့ပါနော်အာရမပြုချက်ခံရတဲ့အဖွားကအစီချိုယောဂါကြောင့်ညာဘက်ခြေထောင်ဒူးအောက်ပိုင်းအထိဖြတ်ထားရပြီးဘယ်ဘက်ခြေထောင်မှာလဲခြေချောင်းအချို့ဖြတ်တောက်ထားရတယ်လို့ဒေသခံတွေကပြောပါတယ် ီလိုအာဓမ္မပြုကျင့်ခဲ့တဲ့ဆင်နာရှိတတကတရချောင်းမြို့အခြေစိုက်တန်ရင်းတွေဖြစ်တဲ့ခမာယ433 434 435 4ရဲ့တရေတစ်ခုခုကဖြစ်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။စစ်တီဘာလ22ရက်နေ့ဩဂျင်မှာဒိုဝဲမြို့ကနေကွန်လန်တိုင်းလာပြီးတင်းကျောင်းရွာနဲ့ရက်တောင်ရွာမှာလေးရက်လောက်တက်ဆွဲခဲ့ပြီးနောက်အောက်တူရွာဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။